အားလုံးကို Coffee Beans Kitchen မှာကြိုဆိုပါရစေ။ဒီနေ့လိုပြမှာတော့ကော်ပြန့်စိန်လေးဖြစ်ပါတယ်။ကော်ပြန့်စိန်လို့တော့မယ်ဆိုရင်လိုအပ်တာကတော်ဟူစိန်တစ်ဒုံဖြစ်ပါတယ်။တော်ဟူစိန်တွေကိုအခုလိုကြည်နေအောင်ခြေပြီးပါမယ်။ကျမတို့အခြေကျော်မှာမလို့ညညာစရာမလိုပါဘူး။ပြီးတော့မုန်လာဦးနေတစ်လုံးကိုပပရှိရှိလေးဖြစ်အောင်လီးပါမယ်။ကော်ပီတော့အနေနဲ့ကိုလည်းပပရှိရှိလေးလီးပေးပါမယ်။ ခြေဥနှလုံးကိုစားအနေငယ်ထည့်ပြီးတော့မှဒေချာခလောက်ပေးပါမယ်။အိုးထဲကိုစီအနေငယ်ဖြန်ပြီးတော့မှကျမတို့အရင်ဆုံးခြေဥလေးစကြောပါမယ်။ကျအူကိုအခုလိုဝါဝါကျွတ်ကျွတ်လေးကြော်ပြီးတာပို့ပြီးတော့မှအရသာရှိပါတယ်။အခုလိုကြော်တာကိုကျမကျအူနှလုံးနဲ့နှစ်ချက်လောက်ရပါတယ်။ဟိုဘက်ဒီဘက်လေးတေးချလန်ပြီးတော့မှကြော်ပြီးပါမယ်။ ကျုပ်ဦးလေးကတော့ရပါပြီအဲ့ဒီကျုပ်ဦးလေးလေးကိုကျမတို့လေးချမ်းခောက်ပြီးတော့မှပပလေးလေးလီးပါမယ်ဆာရလွယ်ကိုအောင်လို့ပါ နောက်တစ်ခါကြောဖို့အတွက်ကတော့စီယိုများများတုံးပါမယ် စီလီပူလာပြီဆိုရင်ကျွန်တော်တို့ခုနပြထားတဲ့ပေပြားလေးတွေဖြစ်ပါမယ်ပေပြားလေးကိုကျွန်တော်တို့6တဲ့အထိကြော်ပါမယ်6တဲ့ဆိုတာပေပြားရနေပြီးတော့မှနောက်ဆုံးအစီလေးတွေထွက်လာတဲ့အထိကြော်ပေးပါမယ်ဒါဆိုရင်နည်းနည်းလေးစာ6လာပါပြီပေပြားလေးကဒီအနေထားလောက်ဆိုရင်တော်တော်အောင်လေး6လာပါပြီစီနံလေးကလည်းတော်တော်မွေးလာပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့လေ့ထားတဲ့ဥမီလေးတွေထည့်မယ်ခေါ်ပြီးလုပ်ပြီးနေတယ် ိုင်းနေရာနည်းနည်းလေးအကျက်နေတဲ့အတွက်ကြောင့်မလို့ကျမတို့ဒါမျိုးအင်ဂျင်ထဲကျော်ဟာရှင်ဖြစ်ပါတယ်။အရွယ်လေးလေးကအနည်းငယ်ကျက်လာမှုရှင်ပြီးကြောင်းဖူးမယ်။ဒေဒီလေးလေးထည့်ပြီးတော့မှကျော်ပါမယ်။နောက်ဆုံးနေရာတော့ဒေဒီကောင်းကိုဖြစ်ပါမယ်။ဒေဒီကောင်းကဘာလို့နောက်ဆုံးမှကျော်ဟာလဲဆိုတော့ဆွေးကြောင်ကျော်ကတော့အယူလေးကိုခေါ်လာတတ်ပါတယ်။ဒီရတာအတွက် ာနေနေတကြာနေနေထုံမောစာရဲ့ထုံမောထင်လာတယ်ထုံမောတက်တာမင်းကိုထင်နေပါတယ်ဆံရည်ကြီးရတဲ့အနေနဲ့ဖြစ်ပါမယ်ဒီတော့ခရီးစီမင်းနေနေထင်တယ် ောက်တွေအယောင်ကြီးတွေအထိကျော်ပေးရမယ်ဒီချိန်မှာကျော်တဲ့အချိန်မှာမြင်းကြီးကိုပြင်းပြင်းနဲ့ထားပါတယ်ပြင်းပြင်းပေါက်ကကြာကြာကျော်လို့ရှိရင်ပြဲပြီးတော့မှအရေးလေးထပ်ထပ်တဲ့အကြောင်းကြာကြာကျော်လို့မကောင်းပါဘူးနောက်ဆုံးနေကျွန်မတို့ကျုပ်ကျော်သေးပါမယ်မွေးမြောင်လို့မျိုးကောင်းကြီးအနေနဲ့ထည့်ပါမယ် ခုလိုတမအောင်ဝင်ပြီးပါလို့ရှိရင်ကျမတို့နောက်ဆုံးအနေနဲ့နန်းစီထဲပါမယ်နန်းစီကဆော့ဆော့ထဲလို့ရှိရင်အငွေ့ပြန်ပြီးတော့မှအငွေ့နဲ့ပျောက်သွားတယ်လို့နောက်ဆုံးမှထဲပါမယ်ကဲဒီနေ့သားဆိုရင်ကော်ပြန့်စိန်အစာလေးရပြီးသွားပါပြီ။

ကဲအခုဆိုရင် ကျမတို့စစတော့မယ်အိမ်မှာစလို့ရှိရင်ကျမတို့ကတခါတည်းပကံထဲမှာအကုန်လုံးဝိုင်းပြီးတော့မှတခါတည်းထုတ်တခါတည်းစတာများပါတယ်အစာတွေကိုကိုနှစ်သက်သလောက်ထည့်လို့ရပါတယ်အစာလေးကိုဒီလိုရှိရှိလေးရအောင်လို့ပြန်ပြီးတော့မှထည့်ပြီးပါထည့်ပြီးပြီဆိုရင်ကျမတို့စပြီးတော့မှခောက်လို့ရပါပြီ ကျွန်မရင်မြင်ကြည့်မယ်နော်အရာသာနေကတော့အထက်အရွက်တွေကကျွတ်ကျွတ်ကလေးနဲ့နန်းစီအနံနဲ့ပဲပြအနံတင်းတင်းလေးနဲ့ရပါတယ်ဒါကိုအရင်အီမကြောက်လို့ရှိရင်ကျွန်မတို့စီရာချာဆော့စ်တော့မလို့ရှိရင်ခရမ်းချီနီဆော့စ်လေးနဲ့တိုးစားလို့ရပါတယ်ကဲဒီလောက်ဆိုရင်အားလုံးကောပြန့်စင်လုံးတက်သွားပြီလို့ထင်ပါတယ်။ကျမရဲ့ YouTube channel လေးကိုလည်း subscribe, like, share, comment လေးလုပ်ပြီးတော့မှအားပေးသွားကြပါအောင်ရှင်။ 阿郎便对家们呢？